ပါတယ်ရှင်အာဒီကနေ့တော့ဗောနော်ကျွန်မရှာဟင်းနေတဲ့မှာ အတားအရေကိုဆိုပြီးလှပစေပြီးတော့အရန်ကောင်းတဲ့ရှာဟင်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒီရှာဟင်းလေးရတော့ပေါ့နော်။ကြာကျွန်မတို့တောင်းဆိုထားတာကြားလာပြီးနန်တုံပေါ့နော်။နန်တုံလုပ်တဲ့လုပ်နည်းလေးကိုအာဒီနေ့အများဝေပေးပါမယ်ရှင်။နန်တုံဆိုတာလေရှာအစားအစာပေါ့နော်။ရှာလို့ဆိုရင်တော့နန်တုံလို့ခေါ်တာပေါ့နော်။နန်ဆိုတဲ့ဟာကအာဝတ်ပေါ့နော်။ဝတ်ခေါက်ဝတ်အခေါက်အမဲအခေါက်တွေပေါ့နော်။အခေါက်တွေနဲ့လုပ်ထားတဲ့အာဟင်းတစ်မျိုးပေါ့နော်။အာဒီ ဒီ workout တွေပေါ့နော်ဒီလို workout တွေကိုအတောင်းပြုပြီးတော့ဒီ workout တွေကိုမိမိအေးအေးလေးနဲ့ကြာကြာလေးကြိုလိုက်တယ်ဆိုရင်သူအထဲမှာရှိတဲ့အာ collagen တွေပေါ့နော် collagen ကဂျပန်လိုကတော့ collagen လို့ခေါ်တယ်နော်အထဲမှာရှိတဲ့ collagen တွေအများကြီးထွက်လာပြီးတော့အာဒီ sound တွင်းမှာပဲဟွဆောင်းတွင်းမှာပေါ့နော်ညဆိုရင်အေးခံလိုက်တယ်ဆိုရင်မနေ့ကခက်ခဲလေးဖြစ်နေတာအဲ့ဒီခက်ခဲလေးကလေ collagen ပဲဒီလား ရှမ်းမလေးရဲ့အသားကြီးလာတယ်ဆိုတော့အဲ့လိုဟင်းတွေစားခဲ့လို့လာတော့မပြောတတ်ဘူးပေါ့နော်အဲကိုကတော့အရင်တော့တော့မတည်ဘူးအဲ့ဒီအာဒီဝက်ခောက်ထဲကထွက်လာတဲ့ဟာကော်လဂျင်ဆိုတာလေးမတည်ဘူးဒီဂျပန်ရောက်မှပဲဒီအာဒီခဲနေတဲ့ဟာပေါ့နော်ကိုအသားတွေပါတွေကျူလိုက်တဲ့အခါမှာဒီအာအေးခံလိုက်ခဲရတဲ့ဟာကကော်လဂျင်ဒီရောက်မှနည်းနည်းပါးပါးလေးတည်ရကော်လဂျင်အကြောင်းဟိုကဟိုတုန်းကတော့မတည်ဘူးနန်တုံကြိုက်လို့လို့ပဲစားခဲ့တာပေါ့နော် အဲ့ကဲဒီနေ့တော့အရင်နန်တုံလောက်တဲ့လုံနည်းလေးကိုအာ ပြပေးမယ်နော်ကဲအတုံးပြထားတဲ့အသားကိုပြပေးမယ်နော် အသုံးပြုတာကကြတော့ဒီ workout ပေါ့နော် workout ရဲ့အအသားရဲ့ပေါ့နော် workout မရှိဘူးဆိုရင် तू ကလေ workout မထည့်ဘူးဆိုရင် तू ကမခဲဘူးနော်အသားနဲ့ပဲကြိုရယ်ဆိုရင်အဲ့လောက်ထိမခဲပါဘူးဒီ workout ကိုကြကြလေးကြိုပြီးမှတာလေဒီ workout ထဲမှာရှိတဲ့ collagen တက်တရားလေးအထွက်လာပြီးစီစီလေးဖြစ်ပြီးအဲ့ဒါပဲခဲတာပေါ့နော်တချို့ကကြ workout မရှိတဲ့ဟာတရားကြတော့ jelly တွေပါတယ်အသုံးပြုကြရတာအဆင်မပြေဘူးဒီ workout နဲ့ပဲအဲ့ကြကြကြိုပြီးမယ်နော် အဲဝက်ခောက်ကလေဒီအသားတလောက်လောက်ဆိုရင်လည်းအများကြီးရတယ်နော်ဒီအသားကလေကျမပေါင်အပေါင်သားကိုအသုံးပြုထားပါတယ်ပေါင်သားရဲ့ဝက်ခောက်ကဒီတစ်ခုလောက်ဆိုရင်တော့အဆင်ပြေပါပြီဒါမဲ့ကျမဝယ်တာလေနှစ်ခုဖြစ်နေတယ်ဆိုတော့ဒီဥစ္စာကိုအဲပြုတ်ပြီးတော့လေကျန်တဲ့တဝက်ကကြတော့အဲဝက်တစ်ချင်လောက်တဲ့ထဲမှာထည့်မယ်နော် ဝက်ခောက်ကလေတော်တော်လောက်ပိုင်ရပြီနှစ်ခုစလုံးမထက်လဲအဆင်ပြေတယ်နော်ကဲဒီဝက်ခောက်ကိုအတော့မပြုတ်ခင်မှာအစီတွေအရမ်းများတယ်ဒီမှာဒီအစီတွေအရမ်းများတာမို့အစီတွေလည်းဖယ်ရလွယ်အောင်အဲပြီးတော့ဒီအခောက်လည်းပို့ပြီးတော့တန့်ရှင်းတော့အောင်တာကိုတည်ရီလောက်ရင်သွေးဖြိုးပလိုက်မယ်နော်ကဲရင်သွေးထည့်ထည့်ပြီးတော့ဝက်ခောက်တွေကိုပြုတ်ပလိုက်မယ်အစီလေးတွေဖယ်ပြီးတော့အဲပို့ပြီးတော့တန့်ရှင်းအောင်လုပ်ပါ တဝက်ပဲနန်တုံတဲ့ထဲပါမယ်နော်ကျန်တဲ့တဝက်ကကြတော့အာဝတ်တချင်ဝတ်တချင်လောက်တဲ့ထဲမှာထဲပါမယ်နန်တုံထဲထဲမဲ့အဲဝတ်ခောက်ကကြတော့ခဏလေးပဲရင်သွေးဖြောလိုက်ရင်အဆင်ပြေတယ်အဲဒီဝတ်တချင်လောက်မဲ့ဟာကကြတော့နည်းနည်းနူးလာတဲ့အထိပြုတ်ပေးရမယ်နော်ဒီလိုပြုတ်ပြီးတရေလောက်အဲပြုတ်ပြီးတော့ပြန်ဆေးခြင်းအဖြစ်ပါเนาะအညစ်အချွဲတွေရောညီတာတွေရောအကုန်လုံးပျောက်တယ်เนาะ ေတီဟာပြုတ်နေတဲ့အချိန်ဒေါ်တွင်းထက်မှာအသားကိုအရတာထည့်ပါမယ်နော်နာအသားကိုအရတာအရင်နတ်မယ်နော်အရတာနတ်တဲ့ကမှာအသားကလေတိတိလေးတွေသုံးဆရာမလို့နော်ဒီလိုအသုံးကြီးကြီးအတိုင်းပဲထည့်ပြီးတော့ဂျုံမယ်နော်အခုနောက်တော့ဒီရေလောက်ပြုတ်ထားတဲ့ဒီအာအခောက်ပေါ့နော်ဒီဝတ်အခောက်ကိုလည်းအဲဝတ်အခောက်ကိုလည်းအတူတူထည့်ပြီးတော့အရတာနတ်ပါမယ်အရတာနတ်ဖို့အတွက်ကကြတော့အာကျက်တွန်ဖြူကနမွား နာတောက်တောက်ဆင်းပြီးတော့ထည့်မယ်နော်အကုန်လုံးတောက်တောက်ဆင်းပြီးပြီးတော့ထည့်ပါမယ်ဒါမှကြိုလိုက်အကုန်လုံးပျော်သွားအောင်လုပ်ပါချက်တာလေးဘလောက်မခက်ဘူးဒီလားဗျာတခုပဲရှိတယ်သူကအကြာကြီးကြိုရပါတယ်အနည်းဆုံး2နာရီအဲ2နာရီအနည်းဆုံး2နာရီလောက်တော့ကြိုပေးရမယ်ဖြစ်နိုင်မယ်ဆိုရင်တော့2နာရီ3နာရီအဲ့လောက်ကြိုနိုင်မှပဲသူကပို့ပြီးတော့အာကောင်းတယ်နော်ပို့ပြီးတော့အရတာရှိတယ်နော် ကျင်းထည့်မယ်เนาะကျင်းကအတိတ်ကကြပါတယ်ကျင်းကိုလည်းနှုတ်နှုတ်ဆင်းပြီးတော့ထည့်ပါမယ်ကျင်းကဒီကျွန်မအခွန်နေမခွာထားဘူးလားအခွန်စားအခွန်ကိုပိုကြိုက်လို့ပါတေချာစီးပြီးတော့ပဲအသုံးပြုထားပါတယ်เนาะ ကေးရတီကျင်းအဖက်လေးတွေကကျင်းကလေသူကကျက်တွန်ဖြူကျက်တွန်နီလိုမျိုးကြေးမသွားတာဖြစ်တဲ့အတွက်ကြောင့်ကျင်းကိုအဖက်လေးတွေမပါသိချင်ဘူးဆိုရင်တော့ကျင်းကိုတော့ဒီချစ်ပြီးထည့်တယ်မဟုတ်ဘူးဆိုရင်လည်းအဲဒါပြားရိုက်ပြီးတော့ပဲထည့်ပါဒါဆိုရင်ဖယ်ရတာလွယ်ပါတယ်နော်ကျမတို့ကဒီနေ့တော့အကုန်လုံးနှုတ်နှုတ်ဆင်းပြီးတော့ထည့်လိုက်ပါမယ်ကျက်တွန်ဖြူလဲကျက်တွန်နေလဲတလုံးပေါ့နော်နည်းနည်းအလံအလုံးကြီးကြီးလေးတလုံးတော့ပုံပုံနှုတ်နှုတ်ဆင်းပြီးတော့ထည့်မယ်နော် င်းကလေဒီများတော့အပြစ်တည်းရေခဲတက်တာတွေမရှိဘူးပေါ့နော်အရင်ခေတ်ကလေးကရေခဲတက်တာတွေမရှိတဲ့ခေတ်ကလေးကဒီ sound twin လောက်ပဲအဲလုတ်ပြီးတော့စားကြပါလေကြာကြာဂျူလိုက်မှပဲသူအထဲမှာထွက်လာတဲ့အဲ collagen လေးတွေပေါ့နော်အဲ့ဒီ collagen တက်နေပဲအေးခံနိုင်ခဲသွားအောင်လို့အဲ sound twin ပဲပေါ့နော် sound twin ပဲလုတ်စားရတဲ့အစားအစာပါရှမ်းလူမျိုးတွေရဲ့အစားအစာပေါ့နော်ရှမ်းလူမျိုးတွေရဲ့ sound twin အစားအစာပါ အဲဆောင်းရာဒီမဟုတ်တချို့စီးထဲမှာရောင်းနေတဲ့ဟာဆောင်းရာဒီမဟုတ်ပဲနဲ့ခဲနေတယ်ဆိုရင်တချို့ကကြတော့အဲနည်းနည်းကိုစပါလေကြောက်ကြောလေးကြီးနည်းနည်းထဲ့တာမျိုးတွေရှိပါတယ်အခုကပေါ့နော်ဒါလေးကိုကြာကြာကြိုပြီးတော့ဒီအခောက်ထဲမှာထွက်လာတဲ့ဒီအစည်းတက်နေပဲခဲအောင်လုပ်မှာပါနော်ကြာကြာမကြိုရင်လေသူကလေမခဲဘူးကြည့်လားခဲန်းချင်ပြီးတလုံးထည့်ပါမယ် จินดีจะลงเทร่าเยเนาะ ကဲအရတာအတွက်ကကြတော့အဲဒီအနံ့လေးနည်းနည်းမွေးတွားအောင်ဘာကော့ရဲ့စားကော့ရဲ့အဲဆွန်းရဲ့ဒီလေးပုံတပုံလောက်ပဲထည့်မယ်နော်အများကြီးမထည့်နဲ့တူကလေဒီဝတ်တာအနံ့လေးနည်းနည်းလေးကောင်းအောင်လေကောင်းယုံပဲထည့်တာဆိုတော့လေးနည်းနည်းလေးပဲထည့်နော်တချို့ရှမ်းအစ်စ်တရားလေးမထည့်ဘူးတိလာအဲမထည့်လဲအဆင်ပြေပါတယ်ဒါပေမဲ့ဝတ်တာအနံ့ပို့ပြီးတော့ကောင်းစီချင်တယ်ဆိုရင်နော်နည်းနည်းလေးထည့်ပြီနော်အဲဘာကော့စားကော့ဟွန်းဒီဆွန်းရဲ့လေဒီထိတ်ဖြားလောက်ပဲနော်လက်ပည့်ရဆွန်းရဲ့အဲလေးပုံပုံတပုံလောက် ပဲထည့်နည်းနည်းပဲထည့်ပါတယ်ဆိုရုံလေးပဲထည့်အဲ့လိုဆိုရင်အနံ့ကပူမွေးပြီးတော့ပူပြီးစားလို့ကောင်းတယ်နော်ဒါကဟင်းတီဟင်းရအမုံပါဟင်းတီဟင်းရအမုံလည်းနည်းနည်းထည့်မယ်နော်အာမထည့်ချင်မထည့်လဲရတယ်နော်အရတာမုံလို့ဟင်းတီရမုံလို့မထည့်ချင်မထည့်လဲရတယ်ဘာလို့လဲဆိုတော့ဒီအသားကိုအကြိုက်ပုံမှာဖြစ်တဲ့အတွက်ကြောင့်အသားထဲမှာအချိုးချိုးတဲ့အရတာတွေအထွက်လာမှာပဲဆိုတော့လေအာအကယ်၍စားတတ်တယ်ဆိုရင်နည်းနည်းထည့်ပါတယ်ဆိုရင်လေးပဲထည့်နော်ထည့်တာနဲ့မထည့်တာကတော့ကွာတော့ကွာတယ်အရတာလေးတော်တော်ကွာတယ် ဆားနည်းနည်းများများလေးထည့်မယ်နော်သူကအရည်များများနဲ့ကြိုမှာဖြစ်တဲ့အတွက်ကြောင့်ဆားကအခုလက်ဖက်ရေဆုံးတုံးဆုံးမောက်မောက်ထည့်ပြီးသွားပြီတုံးဆုံးမောက်မောက်တုံးဆုံးမောက်မောက်ပြီးရေထည့်ထားပါတယ်ပြီးရင်ဒီဟာကိုနေပါမယ်နော်ရတာတွေအကုန်လုံးထည့်ပြီးသွားပြီဆိုရင်တော့အဲလက်နဲ့ဒီချနေပြီးတော့ဒီအတားအသုံးကြီးတာဖြစ်တဲ့အတွက်ကြောင့်ဒီအတားအသုံးကြီးထဲမှာအရတာတွေဝင်သွားအောင်ခဏလေးနှပ်ထားပေးမယ်နော် ခဏလေးနှပ်ထားပြီးပြီးမှပဲကြာကြာကြုံမယ်နော် အကြိတ်တရုတ်စာကိုလေငားနဲ့လှုပ်ကျင်နေဆိုရင်တော့ဒီအတားအစားပေါ့နော်ငားကိုအတုံးပြူငားကိုအတုံးပြူလို့ရတယ်ဒါပေမဲ့ဝက်ခေါက်တော့ထည့်ပေးရတယ်ဝက်ခေါက်ကိုအရင်ဆုံးစီးပိုင်းနေတော့ဒီစီးလေးတွေထွက်လာအောင်အရင်ကြိုပြီးမှပဲငားကိုထည့်တာပေါ့နော်ငါငါဝတ်နန်တုံးလဲစားလို့ကောင်းတယ်လို့ငါနဲ့လုံလဲအရင်စားလို့ကောင်းပါတယ်ကဲဒီဟာကိုခဏလေးနှက်ထားမယ်နော်อืม တရားဒါနထားတဲ့ဒီအသားလေးတွေကိုပေါ့နော်အကုန်လုံးအိုးထဲထည့်ပြီးတော့ကြကြလေးကြူပေးမယ်နော်အဲအရင်ဥဆုံးဒီဥစားကိုလုံးရည်လေးအကုန်လုံးလုံးရည်တွေအင်းကုံသွားအောင်အရင်ဥဆုံးတည့်ပေးမယ်နော်လုံးရည်တွေကုံသွားမှပဲရည်ထည့်ပါမယ် ပရက်ရှာကူကာနဲ့တည်မယ်ဆိုရင်တော့လေအတားနူးမြန်တယ်ပြီးတော့ဥစားပါလေအာလုံးလို့လည်းအဆင်ပြေပါတယ်ဒါပေမဲ့လေတိတ်မချို့တိတာပရက်ရှာကူကာနဲ့အစကတည်းကပရက်ရှာကူကာနဲ့ပဲအကုန်လုံးလုံးလိုက်မယ်ဆိုရင်မချို့ပါဘူးအဲကြောင့်မို့လို့အဲဒီဥစားကိုကျွန်မအရင်ဆုံးလုံးရည်တွေခန်းသွားတဲ့အထိအရင်ကြိုမယ်လုံးရည်တွေအဲခန်းသွားပြီးဆိုမှပဲရည်နွေးထည့်မယ်ရည်နွေးထည့်ပြီးတော့အနည်းဆုံး၃နာရီလောက်အရင်ကြိုပါမယ် တနိုင်လောက်ကြိုလို့မှအသားတွေကမနူးသေးဘူးဆိုရင်တော့ဒီဒါကတော့ pressure cooker ပဲပေါ့နော်ဒါပေမဲ့အဖုံးမဖုံးရင်တော့ဒီရိုးရိုးအိုးလိုပုံစံမျိုးပဲသူအသုံးပြုလို့ရတာဆိုတော့လေအသားမနူးသေးဘူးဆိုရင်အာအဖုံးဖုံးပြီးတော့နောက်ထပ်10မိနစ်လောက်ထပ်တည်တယ်ဆိုရင်တော့လုံးဝနူးဤသွားမှာပေါ့နော်အဲလုံးလုံးစေတော့လုံးရေခန်းထားတဲ့ဒီအရင်ကိုဆုံးတည်ပါမယ်လုံးရေလေးခါနာပြီဆိုရင်เนาะရေထည့်မယ်เนาะရေမြများလေးထည့်ပြီးတော့ကြုံမယ်เนาะ ရေကိုအသားမြုပ်တဲ့အထိများများထည့်ပြီးတော့ကြိုပါမယ်။အာဒီဥစ္စာကလေကျွန်မအသုံးပြုထားတာ pressure cooker တော့ pressure cooker ပါပဲ။ဒါပေမဲ့အဖုံးမဖုံးပါဘူး။သူ့ရဲ့ဒီအယူယူအဖုံးနဲ့ပဲပေါ့နော်။ယူယူတဲ့ဦးနဲ့တဲ့တလိုမျိုးပဲ။အာတနာရီလောက်တဲ့ပြီးမယ်နော်။ဒီအသားတွေအချိုရည်တွေအကုန်လုံးထွက်လာပြီးအသားတွေနူးကြီးလာပြီးဆိုမှပဲအာ pressure cooker 3တင်မိတစ်ချက်လောက်ကြမ်းကြည့်မယ်နော် လောလောဆယ်တော့မိနစ်60 60ပေါ့နော်အရင်ချိန်ပြီးတော့အရင်ဆုံးတည့်ကြည့်မယ်နော်ဒီနေရာမှာ ဝဏ္ဏံတုံကျူတဲ့အခါတတိထားမဲ့နေရာမဲ့အချက်လေးပြောပြပေးပါမယ်။ဝဏ္ဏံတုံကျူတဲ့အခါမှာပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်တော့အိုးအကြီးကြီးကိုအသုံးပြုပြီးမှပဲရေကိုများများထည့်ပါအတားနူးတဲ့အထိရေကိုတဝက်လောက်ကျိုးရတဲ့အထိကျိုးပေးပြီးမှပဲသူ့ရဲ့အရေးစစ်စစ်လေးဖြစ်မှပဲအတားကခက်ခဲလေးရတာပါနော်။ကျမဒီနေ့တုံးထားတဲ့အိုးနည်းနည်းတေးနေလို့ရေခန်းသွားတော့ရေပြန်ဖြည့်ရပါတယ်။ရေပြန်ဖြည့်ရင်တော့နောက်ထပ်ရေကြအောင်ပြန်ကျိုးရတယ်နော်။ခေတားလေးကလေကျမနှစ်နိုင်နှိပါ ိုထားတဲ့ဟာလေးတွေပါအာခဏလေးအေးခံပြီးတော့ပေါ့နော်အပေါ်ကအစီတွေကိုဖယ်ပြစ်မယ်နော်အစီတွေဖယ်ပြီးသွားပြီဆိုရင်ခုနကအသားတွေကိုလေအတုံးအကြီးကြီးတွေပဲထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းအေးသွားပြီဆိုရင်အဲ့ဒီအသားတွေကိုလီးမယ်နော်အသားတွေကိုအတုံးအုံးလေးဖြစ်အောင်လီးပါမယ်ဒီအတုံးတိတိလေးဖြစ်အောင်ပေါ့နော်အသားရောအခောက်ရောနော် အစီကတော့ဖယ်ပြစ်တာပို့ပြီးတော့ကောင်းပါတယ်မဟုတ်ရင်လည်းလေခဲနေရင်လည်းလေအပေါ်မှာအစီကခဲနေရင်အစီတွေကမစားလဲပြဿနာမရှိခဲမှဖယ်ရင်လည်းအဆင်ပြေတယ်အဲမခဲခင်မခဲခင်ပေါ့နော်ဖယ်လို့အဆင်ပြေတယ်ဆိုရင်လည်းအစီလေးတွေဖယ်ပြစ်ပါနော်ကဲခုနကတော့ဒီဟာလေးဒီအသားလေးပေါ့နော်အသားလေးနောက်နောက်အဲအသားလေးကိုပပလေးမယ်နော်အသားလေးကတော့တုံးတေးလေးပြအောင်လေးပါမယ် စိတ်စိတ်လေးတွေဖြစ်ရလို့မယ်ဆိုရင်လည်းအဆင်ပြေတယ်နော်။ဒီမှာကြည်အသားတွေကခြေမွားနေရပဲဒီ။အသားတွေခြေလိုက်ရင်လည်းအဆင်ပြေပါတယ်နော်။အသားကိုလည်းကြည်အောင်ခြေပေးမယ်ပြီးတော့အခောက်တွေကိုလည်းအခောက်တွေကိုလည်းပပလေးလေးပေးမယ်နော်ဒါပဲ လူခဲသွားတဲ့အချိန်လေးအသားကကြတော့အောက်မှနေပြီးတော့ဒီအခောက်ကကြတော့လေအပေါ်မှာအပေါ်မှာရှိနေတတ်ပါတယ်နော်အတုံးတီတီလေးတွေကိုစိတ်ကြိုက်အဆင်ပြေတယ်လို့တုံးနိုင်ပါတယ်နော်ဟီးနေတာပဲဒါလေးမီအေးအေးလေးနဲ့အကြာကြီးကြိုထားလို့လားမသိဟင်းကြီးကတော်တော်ကိုချိုးပါတယ်နော် ကြည်အောင်ခြေပြီးသွားပြီဆိုရင်တော့အရေးထဲမှာပြန်ထည့်ပြီးတော့နောက်တစ်ခေါက်ပြန်ပြီးတော့ကျူပေးမယ်နော်။သူကကြကြကြူတာအတိတ်ကနော်။ဒီနေရာမှာလေးနည်းနည်းလေးဥစားပါလေ။အဲကျင်းအဖက်လေးတွေဟိုခဲရတဲ့ခါမှာပေါ့နော်။ပူကြီးလာအောင်ကျင်းအဖက်လေးတွေမပါအာစေချေမှုဆိုရင်တော့ဒီနေရာမှာနည်းနည်းလေးစကားစစ်ပြီးတော့လေဟင်းရည်ကိုနည်းနည်းလေးစကားစစ်ပေးပါ။ဒါမှကျင်းအဖတ်တို့ပါတော့မပအောင်လို့ပါ ကိုစားဖို့အတွက်ကတော့လေအဲဒီတိုင်းပဲမစစ်လဲပြဿနာမရှိဘူးရောင်းမယ်ဆိုရင်တော့စစ်လိုက်တာပို့ပြီးတော့အယောင်လာတယ်နော်ခဲလာတဲ့ခါမှာပို့ပြီးတော့လာပါတယ်အပချင်းအဖတ်တွေရောဒီမှာဒီချင်းအဖတ်တွေရယ်ပြီးတော့ဒီအစီဖတ်တွေရယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးစစ်ထုတ်လိုက်ရင်ပို့ပြီးတော့ကောင်းတယ်နော် တကယ်ဒီဟာလေးတွေလဲစားချင်တယ်ဆိုရင်တော့ခြေပြီးမှထည့်တာကပို့ပြီးတော့ကောင်းပါတယ်။ဟိုအိုးထည့်ပြန်ထည့်ပြီးတော့နောက်တစ်ကြိမ်ထပ်ပြီးတော့အဲနည်းနည်းလေးကြိုပေးမယ်နော်။တို့ကလေးစီစီလေးပြအောင်တော့ကြိုပေးရပါတယ်နော်။စီစီလေးမပြရင်ဒီမခဲပါဘူး။ကျေကျူထားတာဟိနည်းနည်းလေးစီစီလေးလေးဖြစ်နေပြီပြီးတော့အရတာလည်းအနေတော်လေးဖြစ်ပြီဆိုရင်တော့အာဒီပူထဲမှာပေါ့နော် ူတဲ့ပဲဖြစ်ပကံပကံထဲပဲဖြစ်ဖြစ်ပေါ့နော်ထည့်ပြီးတော့အေးခံပါမယ်အရေးကလေးစီစီအီအီလေးမှာကျဲခွက်ထဲမှာထည့်ပြီးသွားပြီဆိုရင်တော့အာကျွန်မနန်းနန်းပင်ကြိုက်တော့လေတခုတော့နန်းနန်းပင်လေးတွေထည့်ပါမယ် အဲကလေးတွေနန်းနန်းပင်မကြိုက်တော့လေနောက်တစ်ခုကတော့နန်းနန်းပင်မထဲတော့ပါဘူးနန်းနန်းပင်ကနန်းနန်းပင်ရဲ့ငရုတ်ဒီစိမ့်ကြီးတွေထည့်ပါမယ်နော်ကဲဒါဆိုရင်အေးခံပြီးတော့ခဲထားလို့ရပြီเนาะဆောင်းတွင်းဆိုရင်တော့အပြင်မှာအာလောလောဆယ်ရတော့လေအဲဒီအငွေ့တွေတက်နေတဲ့အချိန်မှာအဖုံးမဖုံးပါနဲ့เนาะအငွေ့တွေအကုန်လုံးကုန်သွားပြီဆိုမှပဲအဖုံးဖုံးပြီးတော့ရေခဲတက်တာထဲမှာထည့်မယ်เนาะ ကဲဒါတော့လေနောက်တနည်းမနဲ့မှာလုံးဝခဲနေတယ်ဝတ်နန်တုံလေးရပါပြီရှင်ဒီမှာဒီခဲနေတယ်ကောင်းရင်ပေါင်းတော့ငချိတ်ပေါင်းတော့နဲ့မနဲ့စာလေးစာအရန်ကောင်းတယ်နော်ဒါလေးနော် ယ်အခုမြင်နေရတဲ့ပေါ့နော်ကြောက်ကြောလိုပုံစံမျိုးဒီခက်ခဲလေးရပေါ့နော်သူကော်လဂျင်တက်ကြောင်ပေါ့နော်အဲဒီကြာကြာကျွေးနေထွက်လာတဲ့ကော်လဂျင်တက်ကြောင်ဒီလိုခက်ခဲလေးဖြစ်နေတာပါနော်အရာဒါလည်းအရန်စားလို့ကောင်းပါတယ်ရှမ်းပြည်ဆောင်းတွင်းတွေမှာဆိုရင်တော့ကောင်းကျင်းပေါင်းနဲ့စားလို့ရှိပါတယ်နော်ကဲကျမရဲ့ဟင်းချက်နီးလေးကိုနောက်ဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင် နောက်ထပ်ပေါ့နော်အချိန်ရရင်ရတယ်လို့နောက်ထပ်ဗီဒီယိုလေးတွေလည်းဆက်လက်ပြီးတော့မျှဝေပေးမှဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel ลิวเล่ไลค์แอนด์แชร์คอมเมนต์เน่ซับสไครต์ลิลูกพิทาบะเนาะเจส